မြန်မာနိုင်ငံနိုင်ငံချမအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ထားတဲ့သတင်းလေးအဲ့ဒါကဘာလဲကျင်ညာဥပဒေကျင်ညာချက်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ internet လူမှုကွန်ရက်များပေါ်တွင် လူပုဂ္ဂိုလ်ဆိုင်ရာစော်ကားအသေးဖြတ်မှုများကိုတရားစွဲတိုင်တန်းနိုင်ကြောင်းအတိပေးထုတ်ပြန်ကြဲဆိုပြီးတော့သတင်းစာတွေမှာအတိလင်းကျင်ညာထားတယ်ပြည်သောကကြီးအတုကိုဆဲတာပင်မာတုကိုဆဲလိုက်တာလေဇော်ဘုံရဟုတ်ဇော်ဘုံရဟုတ်တယ်သူကွန်မန့်ဖတ်လိုက်တယ် ကွန်ဘက်လိုက်တော့မင်းကိုမိုးမိုးခိုင်ရတရားစွဲနေပြီလို့ပြောတဲ့အချိန်မှာဇိုဘုံရမိုးမိုးခိုင်ဆိုတာဘယ်ကပါတယ်မလဲအတူပြောသူကွန်မန့်ဖတ်ပြီးပြောပါလေဟာအဲ့ဒါကလေးကလားပါဗျာအဲ့ကျွန်တော်လည်းဆဲနေရပါလေကျွန်တော်တို့လာဆဲပြီးတော့ကျွန်တော်ဆဲတာပဲအဲ့လူကြီးလည်းပြစ်ပါပေါ့ကျွန်တော်ဘာအရှိလို့တော့အင်တာနက်လူမှုကွန်ရက်ကလူတိုင်းအသုံးပြုလို့ရတယ်လူတိုင်းလည်းကြိုက်တာအော်လို့ရတယ်တူးချင်းစီဖြစ်စီတယောက်ချင်းစီဖြစ်စီအဖွဲလိုက်စီဖြစ်စီတို့ပေမဲ့ ဘယံပရာအော်လို့မရဘူးဘယံပရာပြောလို့မရဘူးဆိုတာဒါဒီဥပဒေဒီဥပဒေတွေကတားမြစ်ထားတာပေါ့နော်ကိုယ်လည်းတိုင်းလာရဲဖို့ပဲဆူတောင်းတာစောဘုံရတောင်းတကုံစကန်းကိုအချိန်မရွေးသွားတယ်စောဘုံရဝင်းရမယ်လူလုံကြုံရေးလုံကြုံရေးဘာမှတရားရုံးလို့ရဲစကန်းတို့နဲ့မဆိုင်ဘူးလုံကြုံရေးရစောဘုံရဝင်းရမယ်လူကအနည်းဆုံးအယောက်တစ်ထောင်လောက်ရှိတယ် လုံချုံရေးကိုပြောတာနော်ဟာလားဇော်ပေါ်ရေးလုံချုံရေးငါတို့ယူပေးမယ်အမြန်လမ်းမှာအမြန်လမ်းကနေတောင်တကုန်စကန်းတိတောင်တန်းစီခိုင်းလာလို့ရတယ်ယုံလားမယုံရင်ပုံမြင်လို့မှတ်လိုက် ဖြစ်လာကြည့်လိုက် အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့စစ်တပ်လော်ဘီအကြီးကိုအမှုထက်တိုင်းဖွင့်ပေးဖို့အောင်မင်းဘက်ကတောင်းဆိုလာတဲ့ရုပ်တံနဲ့အတူ စစ်အုပ်စု၏ရာဇဝတ်မှုများတွင်ကျူးလွန်သူစေခိုင်းသူပံ့ပိုးကူညီသူနှင့်တရင်မှဖြန့်ချိသူအလုံးကိုအရေးယူနိုင်ရေးလှုပ်ဆောင်မည်ဟု UNG ထုတ်ပြန်တဲ့ထူးခြားသတင်းတွေပါတင်ဆက်ပေးခြင်းပါတယ်မြန်မာနိုင်ငံတဝန်းအကြမ်းဖက်စစ်အုပ်စုကျူးလွန်နေတဲ့ရာဇဝတ်မှုတွေမှာကျူးလွန်သူစေခိုင်းသူပံ့ပိုးကူညီသူနဲ့တရင်မှဖြန့်ချိသူအလုံးကိုနိုင်ငံတကာတရားရုံးတွေနဲ့နိုင်ငံလိုက်တရားရုံးတွေမှာသာမက ပြည်တွင်းတရားဥပဒေတွေနဲ့ပါအရေးယူနိုင်ရေးအစွမ်းကုန်ကြိုးပမ်းသွားမယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ NUG ကထုတ်ပြန်ကြေညာပါတယ်။အကြမ်းဖက်စစ်အုပ်စုကျူးလွန်ခဲ့ကျူးလွန်နေစေဖြစ်တဲ့စစ်ရာဇဝတ်မှုတွေမှာအ धिक တာဝန်ရှိသူစစ်ကောင်းဆောင်တွေအမိန့်ပေးစီခိုင်းသူအရာရှိတွေလက်တွေ့လောက်ကန်ဆောင်ရွက်သူလေရင်မှုတွေအကြမ်းဖက်တပ်ဖွဲ့ဝင်တွေပံ့ပိုးကူညီသူအပိအမြောက်ပြုသူတွေနဲ့တရင်မှန်ကိုဖုံးကွယ်လိမ်ညာနေတဲ့စစ်တပ် lobby တွေအလုံးကိုဥပဒေနဲ့အညီအဖြစ်ပေးအရေးယူနိုင်ရေးအတွက် နိုင်ငံတကာတရားရုံးတွေနဲ့နိုင်ငံလိုက်တရားရုံးတွေမှာဒါမကပြည်တွင်းတရားဥပဒေတွေနဲ့ပါတရားမျှတမှုဖော်ဆောင်နိုင်ရေးအစွမ်းကုန်ကြိုးပမ်းဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ NUG အစိုးရအနေနဲ့အကြမ်းဖက်စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေရပ်တန့်ရေးနဲ့အဆိုပါတိုက်ခိုက်မှုတွေတွင်ပြည်သူလူထုအသက်အိုးအိမ်စီးစိမ်ထိခိုက်ဆုံးရှုံးမှုနည်းနိုင်သမျှနည်းနိုင်ရေးအတွက်နီလန်ပေါင်းစုံအသုံးပြုကာအစွမ်းကုန်ဆောင်ရွက်သွားမယ်လို့လည်းဆိုပါတယ်။မြန်မာနိုင်ငံနိုင်ငံစီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ထားတဲ့သတင်းလေး အဲ့ဒါကဘာလဲကျင်ညာဥပဒေကျင်ညာချက်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့အင်တာနက်လူမှုကွန်ရက်များပေါ်တွင်လူပုဂ္ဂိုလ်ဆိုင်ရာစော်ကားအသေးဖြတ်မှုများကိုတရားစွဲတိုင်တန်းနိုင်ကြောင်းအတိပေးထုတ်ပြန်ကြဲဆိုပြီးတော့သတင်းစာတွေမှာအတိလင်းကျင်ညာထားတယ်ဒါကဘာလဲဆိုတော့လူပုဂ္ဂိုလ်တူဦးတယောက်ဤပုဂ္ဂိုလ်ရေးဆိုင်ရာနစ်နာမှုကိုဖြစ်ဖြစ်စေသည့်အင်တာနက်လူမှုကွန်ရက်ပေါ်မှာအသေးဖြတ်သူချင်းကြောက်သူများကိုဆက်သွယ်ရေးဥပဒေပုံမှ66ကားဖြင့်အရေးယူနိုင်ပြီးပြမှုကျူးလွန်သူကို၃နှစ်ထက်မပိုသောထောင်ဒဏ်ဖြစ်စေ။ ငွေရန်ဖြစ်စီတန်းနှစ်ရလုံးဖြစ်စီချမှတ်နိုင်တယ်တဲ့ဒါအပြင် electronic ဆက်သွယ်ရေးဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုံမှန်38ခအရလည်းအေးအေးယူနိုင်ပါတယ်တဲ့ electronic ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုံမှန်38ခတွင်ညီသူမဆိုသက်ဆိုင်ရာပုံကိုယ်ကြီးခွင့်ပြုချက်မရှိပဲလူပုဂ္ဂိုလ်တူတယောက်ကြီးကိုယ်ရေးဆိုင်ရာအချက်အလက်ကိုရယူခြင်းဖွင့်ချခြင်းအသုံးပြုခြင်းဖျက်ဆီးခြင်းပြုပြင်ပြောင်းလဲခြင်းဖြန့်ဝေခြင်းတူတယောက်ထံသို့ပေးပို့ခြင်းသို့မဟုတ်အလွဲအသုံးပြုခြင်းဖြစ်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရရင်ထိုသူကိုအ ਨੇ ဆုံးတစ်နှစ်မှအများဆုံး၃နှစ်ထိထောင်ဒဏ်ဖြစ်စီချက်သိန်း90ထက်မပိုသောငွေဒဏ်ဖြစ်စီဒဏ်နှစ်လုံးဖြစ်စီချမှတ်နိုင်တယ်ဟုကြားထမ်းတာလေတဲ့ electronic ဆက်သွယ်ဆောင်ရွက်ရေးဥပဒေပုံမှန်20ခုကနှစ်အရအစိုးရဌာနစုံစမ်းစစ်ဆေးရေးအဖွဲ့သို့မဟုတ်တရားဥပဒေစိုးမိုးရေးအဖွဲ့ကပြစ်မှုဆိုင်ရာကိစ္စရပ်များအလိုက်စီမံဆောင်ရွက်ခွင့်အာဏာဖြင့်ဆောင်ရွက်သည့်ရှာဖွေထောက်လှမ်းခြင်း ဆောင်သားစစ်ဆေးခြင်းတည်င်းရယူစုစည်းခြင်းတရားစွဲဆိုတင်ပို့ခြင်းနဲ့တရားရုံးတစ်ခုခုတွင်တပ်သေးကံအဖြစ်တင်သွင်းခြင်းကိုဆောင်ရွက်နိုင်တယ်။တို့ပါရင်အင်တာနက်လူမှုကွန်ရက်ကိုအသုံးပြု၍လူပုဂ္ဂိုလ်တူတူတယောက်ဤပုဂ္ဂိုလ်ရေးဆိုင်ရာနစ်နာမှုဖြစ်စေသည့်အင်တာနက်လူမှုကွန်ရက်ပေါ်မှာအနိုင်ကျင့်စော်ကားအသေးရဖြတ်မှုပြုလုပ်သူများကိုနစ်နာသူများအနေဖြင့်တရားစွဲဆိုတိုင်တန်းနိုင်ကြောင်းအတိပေးထုတ်ပြန်အပ်ပါသည့်တရင်ထုတ်ပြန်ရေးအဖွဲ့နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဆိုပြီးဒီလိုသိထုတ်ပြန်လာတာရှိ။ဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားမှာ င်တာနက်လူမှုကွန်ရက်ကလူတိုင်းအသုံးပြုလို့ရတယ်လူတိုင်းလည်းကြိုက်တာအော်လို့ရတယ်တဦးချင်းစီဖြစ်စီတယောက်ချင်းစီဖြစ်စီအဖွဲလိုက်စီဖြစ်စီတို့ပေမဲ့ဗယံပရာအော်လို့မရဘူးဗယံပရာပြောလို့မရဘူးဆိုတာဒါဒီဥပဒေဒီဥပဒေတွေကတားမြစ်ထားတာပေါ့နော်ဒါကိုနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲကအတည်ရင်းထုတ်ပြန်လာတာဖြစ်တယ်အဲ့တော့ဒီဥပဒေတွေ ਨੇ တရားစွဲဆိုခံထားရရင်လေဒီတရားစွဲဆိုခံထားရတဲ့လူကိုဥပဒေမှာပြဋ္ဌာန်းထားတဲ့ ပြဋ္ဌာန်းချက်အတိုင်းတရားစွဲစုပိုတာဝန်ရှိတယ်เนาะတာဝန်ရှိတယ်ဆိုတော့ဒီတော့ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့ကဒါဒီလိုဥပဒေမျိုးကဒီလိုခေအခြေအနေမျိုးမှာအတက်ဝင်မှုလိုတယ်အတက်ဝင်မှုလိုသလိုအမှန်တကယ်လည်းအတောင်းပြုဖို့လိုတယ်ဒီလိုဥပဒေတွေကဘာကြောင့်လဲဆိုတော့လက်ရှိအနေအထားမှာကဟုတ်လားကျွန်တော်တို့ဒါပြောရလို့ရှိရင်အဓိကအပြင်ကျွန်တော်တို့မြန်မာနိုင်ငံလူမျိုးဟိုလူအများစုက ဘယ်လိုခေါ်မလဲလူကျင့်ဝတ်တွေပေါ့နော် လူကျင့်ဝတ်တွေခေါင်းပါနေတဲ့အချိန်မှာဒီလိုဥပဒေတွေကို apply လုပ်ဖို့လိုတယ်အသုံးချဖို့လိုတယ်အသုံးပြုဖို့လိုတယ်ဒါမှသာလူတွေကတယောက်နဲ့တယောက်စီးဆောင်လာမယ်စီးထိန်လာမယ်အော်ဒါကမပြောသင့်တာဒါကပြောသင့်တာဒါကလိုင်းပေါ်မှာမပြောသင့်တာဒါကလိုင်းပေါ်မှာပြောသင့်တာဆိုပြီးတော့ဖြစ်လာမယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဒီအားလည်းကျွန်တော်တို့ကဒီဥပဒေကိုလည်းကျွန်တော်တို့ကဟိုဖတ်ကျင်တိုင်းဖတ်ဟိုလုတ်ဖတ်ကျင်တိုင်းဖတ်ပြီးတော့ပြောသွားတာမဟုတ်ဘူး ဒါနိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့ကနိုင်ငံတော်ကိုအတီလင်းကြေညာထားတာအဲ့တော့ကျွန်တော်တို့ကဒီဥပဒေအကြောင်းကိုတချို့ကျွန်တော်မြန်မာနိုင်ငံသားတွေကဥပဒေအကြောင်းကိုနားမလည်ကြဘူး။နောက်ဥပဒေနဲ့ပတ်သက်ရင်ကြောက်တယ်တရားရုံးတွေပါတွားလာမှာကြောက်တယ်။အဲ့တော့ပြောရလို့ရှိရင်ဒီ66ကြောက်ကကြီးဆိုတဲ့ဥပဒေဟာဒါပြောရရင်ကျွန်တော်တို့ဟုတ်လားဟိုရင်ကြီးတဲ့မိသားစုကပေါက်ပွားလာတဲ့လူတွေနောက်တစ်ခုကဘာလဲဆိုတော့ကျွန်တော်တို့ဟုတ်လားဥပဒေထဲမှာ ဘလို့ခေါ်မလဲအေးချမ်းစွာနေလိုတဲ့ပြည်သူတွေနော် internet bullying ခေါ်တာပေါ့နော်ဒီ social media bullying လောက်ခံလောက်ခံခြင်းကနေပြီးတော့ဒီလိုအေးချမ်းစွာနေသူတွေလူတွေကိုကာကွယ်ပေးထားတဲ့ဥပဒေဖြစ်တယ်တချို့ကဒီဥပဒေကိုဘလို့ခေါ်မလဲအသက်မဝင်လို့ထင်ကြတယ်အဲ့တော့ဒီဥပဒေကအသက်ဝင်တယ်ဆိုတာပြည်သူတွေသိအောင်လဲအစိုးရအနေနဲ့ဒီဥပဒေဟာဟလာဒီဥပဒေနဲ့ပတ်သက်ပြီးတော့ချို့ဟာတွေကို သူ apply လုပ်ဖို့တင့်နေလို့เนาะကျွန်တော်တို့ကဒီလိုမျိုးလဲအကြံပြုနေတယ်เนาะဒီဒီဥပဒေကဒါပြောရရင်ဒီလို social media ခက်ကြီးမှာဒါကဟို apply လုပ်တဲ့ဥပဒေအသုံးတကယ်ကိုအသုံးပြုတဲ့ဥပဒေဖြစ်တယ်လို့ဟာဒီပြောရရင်ကျွန်တော်တို့ဒီ online အသုံးပြုသူတွေရင်ကျေးစွာတုံးနဲ့တူအသုံးပြုနိုင်အောင်လမ်းကြောင်းမှန်ပေါ်ကိုရောက်ပြီးတော့အသုံးပြုနိုင်အောင်ဒါပြောပြောရမယ်လို့ခေါ်မလဲပြဋ္ဌာန်းပေးထားတဲ့ဥပဒေဖြစ်တယ်လို့เนาะကျွန်တော်တို့ဒီလိုမျိုးသုံးတယ်ဒါအောင်လို့ပြည်သူတွေအနေနဲ့ဒီဥပဒေရှိပါတယ် ဒီဥပဒေကလက်ရှိနေမှာအသုံးဝင်ပါတယ်မိမိဟာဟာစော်ကားခံရင်နာမည်တက်ပြီးဆဲဆိုတာတွေရှိတယ်နာမည်တက်ပြီးမဟုတ်မတရားပြောဆိုတာတွေရှိတယ်ဟာလာနာမည်တက်ပြီးတော့ဟာလာပုံတရံအမျိုးမျိုးနဲ့ပေါ့ဗျာတော့ပြောဆိုတာရှိတယ်ဒါမျိုးတွေကိုယ်တွေကြုံလာလို့ရှိရင်ဒီဥပဒေရဲ့အကာအကွယ်ကိုရယူကြပါလို့